တကယ်ရောမင်္ဂလာပါကျွန်တော်ဒီနေ့မှာပဲကြဆန်ကိုထိုင်းဘက်ကပောက်ရွက်ရဲ့ပစုံရဲ့နောက်ပြီးတော့ပဲပြီးဆက်အဆက်လေးရဲ့နဲ့ရောပြီးတော့မှုမှုလေးကြော်ပါမယ်ရိုးရားတစ်စိမ်ပဲကြဆန်ထုံအထုပ်ကြီးရဲ့တဝက်လောက်ကိုကျွန်တော်ရေစိမ်ထားပါတယ်ရေစိမ်ထားမှတာချက်ကြတဲ့အခါမှာပဲကြဆန်မမပဲနဲ့ပို့ပြီးတော့အီအီလေးဖြစ်မှာပါ15မိနစ်လောက်စိမ်ထားပြီပါဆော့ချ်ဝဲဘုတ်အတွက်တကြားနေငယ်ပဲငံမြိုင်အကြီးတစုံပဲငံမြိုင်အပြစ်ကဆုံးတဝက်နဲ့ခရူးစီတစုံထည့်ပါတယ် ပြီးတော့ရင် source ကိုကျဲစီဖို့အတွက်ရည်လေးနေငယ်ထည့်ပေးပါ။အခုဖြော်ထားတဲ့ source အရေကိုနောက်ပိုင်းဒီပစုံနှက်ရမှာလို့ကျုပ်ကြော်တဲ့နေရာမှာပါထည့်သုံးသွားပါမယ်။ကျုပ်ကိုဒီတစ်ခါကျွန်တော်အရင်ကြော်ပါရဲကျုပ်နှလုံးသားကိုခုနက source ဒီအနေငယ်ထည့်ပြီးတော့ခောက်ထားပေးပါစက်တွန်ညိုပါပါလေးတွေလီထားပေးမယ်စက်တွန်ဖြူရောက်ကြတော့ဓာပြရိုက်ပြီးတော့လုံလုံလေးဆင်ထားပေးပါ ကျွန်တော်ဒီတစ်ခါဘော်ဘီနဲ့မကြော်ပဲနဲ့ပဲဒီနဲ့ထည့်ကြော်ပါတယ်ပဲဒီကိုတစ်တစ်လေးလေးလှည့်ဖြတ်ထားပေးပါပစုံတဲ့ကိုရတာအနေငယ်ဝင်စေဖို့အတွက်ခုနက ဖြော်ထားတဲ့ sauce တွေကိုနည်းနည်းလေးထည့်ပြီးတော့မှုေပြီးတော့ခဏလေးနှက်ထားပေးပါရွက်တရားကြတော့ကျွန်တော်တယုတ်နန်နန်ကိုသုံးပါတယ်တယုတ်နန်နန်ကိုအရွက်ပဲနည်းနည်းယူတယ်ပြီးတော့ရင်ဖက်ကပောက်ရွက်ကိုလည်းအရွက်ပဲယူပါတယ် ပထမဆုံးကြက်ဥကိုအရင်ကြော်ပေးပါတယ်ကြက်ဥကိုအရောင်ပြောင်းတဲ့အထိကြော်ပေးပါဒါမှကြက်ဥရဲ့အမွေရဲ့အနံ့လေးပါရမှာဖြစ်ပါတယ်ကြော်ထားတဲ့ကြက်ဥတွေကိုရောင်းမနဲ့ပဲတကိစားအရည်လေးရအောင်ဖြတ်ထားပေးပါပြီးရင်ပကံတစ်ခုထဲမှာထည့်ထားပေးပါဒါဆိုရင်တော့ကျွန်တော်တို့ပဲချစံစပြီးတော့ကြော်လို့ရပြီဖြစ်ပါတယ်ဒေဦးထဲမှာစီထည့်ပြီးတော့ကြက်တွန်နီနဲ့ကြက်တွန်ဖြူကိုမှုေးနေအောင်ပြန်ပြီးတော့ကြော်ပေးပါ စီချက်အထိတော့ဖြစ်စရာမလိုပါဘူးကြည်ပြီးတော့မွေးလာပြီဆိုရင်ရပြီဖြစ်ပါတယ်ပြီးတော့ရင်ပေပီဆက်အနှစ်လေးကိုတစုံထည့်ပါတယ်ဒီပေပီဆက်ကို မထည့်ရင်လည်းရပါတယ်ဒါပေမဲ့ပေပီဆက်အနှစ်လေးကမွေးတဲ့အတွက်ပေးကြစနဲ့လိုက်ဖက်တယ်လို့ထင်ပါတယ်ပေပီဆက်ကအငန်းရတာများတဲ့အတွက်ကျွန်တော်တို့ခုနက source ပြောတဲ့အခါမှာစားကိုထပ်ပြီးတော့မထည့်ခြင်းဖြစ်ပါတယ်။ပြီးတော့ရင်ပေသီးတွေထည့်မယ်။ ဲသီးတွေဝန်နူးစီဖို့အတွက်ရေလေးနှဲငယ်ထည့်ပြီးတော့တည်ထားပေးပါအကြော်ရီလောက်တဲ့အခါမှာရေလေးနှဲငယ်ထည့်ပြီးတော့ကြော်ပေးခြင်းအပြင်ကျွန်တော်တို့အရွက်တွေကနူးလွယ်တယ်လို့လည်းမှတ်ထားမှုပါတယ်ပြီးတော့ရင်ပဇွန်နေထည့်မယ်ပဇွန်ကထုံးစံတိုင်းအချိန်ကြာကြီးကြော်ပေးစရာမလိုပါဘူးပဇွန်လေးကွေးသွားရင်ရပြီဖြစ်ပါတယ်ကြိုပြီးတော့ကြော်ထားတဲ့ကြက်ဥလေးထည့်မယ် နောက်ထပ်ခဏလေးထပ်ပြီးတော့ဝေပေးလိုက်ပါ15မိနစ်လောက်ရေစိမ်ထားတဲ့ပဲကြဆန်တွေကိုထည့်ပေးပါပြီးတော့ရင် sauce ကိုလောင်းထည့်ပါတယ် source ကိုကြဲကြဲလေးဖြော်တာပဲခြင်းအပြင်ဒီ source ရဲ့အရာဓာတ်တွေအားလုံးကပဲကြဆန်ကဆုတ်သွားမှာဖြစ်ပါတယ်။ မီးဟာလေလန့်နဲ့ဖြည်းဖြည်းချင်းဝှေ့ပေးကြရပြင်ဒီ sauce တွေအားလုံးခမ်းသွားပြီးတော့ပဲကြဆန်တွေကကြည်ပြီးတော့ပြုတ်ဤလေးဖြစ်ပြီးဆိုရင်တော့ရပြီဖြစ်ပါတယ်။အကယ်၍ပဲကြဆန်ကမာနေသေးတယ်ဆိုရင်ရေလေးနဲ့ငယ်ထပ်ပြီးတော့ထည့်ပြီးတော့ချက်လို့ရပါတယ်။ပြီးတော့ရင်လီးဖြတ်ထားတဲ့တရုတ်နန်နန်နဲ့ခုနကဖက်ကပောက်ရည်တွေထည့်ပါတယ်။ တမနစ်လောက်ထပ်ပြီးတော့ကြော်ပေးပြီးသွားရင်နောက်ဆုံးမှာမှအမွှေးစီဖို့အတွက်ငရုကောက်မှုလေးနဲ့ငယ်ဖြူပါရယ်အခုဆိုရင်မွှေးမွှေးလေးနဲ့စားကောင်းတဲ့ပေကြစံကြော်ကိုသုံးဆောင်နိုင်ပြီဖြစ်ပါရယ်ခင်ဗျာကျွန်တော်ဗီဒီယိုလေးကိုအဆုံးအထိကြည့်ရှုပေးတဲ့ငယ်ကြလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရယ်ဗီဒီယိုလေးကိုသိတဲ့လက်လိုက်ကဲ share လေးလုပ်ပြီးတော့အားပေးတော့ပါအောင်ခင်ဗျာငယ်ငယ်ကြလုံးကျမ်းမာပျော်ရှင်ကြပါစေဘိုင်ဘိုင်